အပ်ဆိုဝိုင်းရဲ့အစားမှာတော့အိမ်နေအိမ်ကိုတွေ့မြင်မှာဖြစ်ပြီးတော့အဲ့ဒီအိမ်ကလည်းဒီနေ့ကအမျိုးအစားပေးမယ်နေပဲဆိုပြီးတော့ပြောလိုက်ခါမိခင်ဖြစ်သူကလည်းသူ့အနေနဲ့သူ့နောင်တော်မင်းအဲ့လောက်မစိတ်လှုပ်ရှားခဲ့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကောင်းမလေးတယောက်ကလည်းအရေကသူ့ရဲ့မောင်လေးဖြစ်တာကြောင့်တေချာပေါက်ကောင်းတဲ့အမျိုးအစားတွေရမှာပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာတော့အရေဆွဲကောင်လေးကလည်းအမျိုးအစားတွေလားအဲ့ဒါကဒီကဘာရဲ့နတ်ဖျားမကပေးတဲ့ကောင်းကြီးတစ်မျိုးပဲသူတယောက်ကအသက်ဆယ်နှစ်ပြည့်တဲ့အခါကောင်းကြီးပေးတဲ့အစီရင်မှဆပြီးတော့အမျိုးအစားတွေကိုရကြတယ်ဒါပြီးလို့ရှိရင်သူတို့ ကအဲ့ဒီမျိုးစားနဲ့ပတ်သက်တဲ့အစွမ်းအားတွေကိုလည်းရရှိကြတယ်ဆိုပြီးတော့ပြောလိုက်ခါနောက်တစ်ခါမှဆိုလို့ရှိရင်တော့ကောင်းကြီးပေးတဲ့အစီအရင်ကိုတွေ့မြန်မာပြီဖြစ်ပါတဲ့အဲ့ဒီချိန်မှာတော့ပထမကောင်းလေးတယောက်ကလည်းမိတော့တန်ရဲ့အနန်နဲ့တူရတာကြောင့်မင်းကဘဘဲဆရာပဲဆိုပြီးတော့ပြောလိုက်ခါနောက်ထပ်လည်းအစဉ်စဉ်လုပ်လိုက်ပါတယ်ဒီလိုနဲ့အားလိုက်တဲ့ချိန်ကိုရောက်တဲ့ချိန်မှာတော့အစဉ်မြင့်အမျိုးစားတွေကို ပိုင်ဆိုင်ထားတဲ့ဒါမင်သမီဖာရက်စ်နဲ့မော်ဆီယာလီယိုနိုတာဆိုတော့သူကတေချာပေါ့ဆိုပြီးတော့အများကြီးမျှော်လင့်ထားပေမဲ့အားရတယောက်ကဆိုလို့ရှိရင်တော့အမျိုးစားမဲ့ဖြစ်နေပါတယ်နောက်တစ်ခါမှဆိုလို့ရှိရင် ော့ Forest ကလည်းမင်းအနေနဲ့အလောက်ကြီးစ조사ရစရာမလိုပါဘူးအမေတို့ကပင်စင်ယူထားပေမဲ့လည်းအလုပ်လုပ်နိုင်မှသိတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲ Leon ကလည်းမင်းကိုကိုမင်းတက်တည်ဖို့တော့မလုပ်ပါနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ Are ကလည်းတက်တည်တရားလားဆိုပြီးတော့မေးလိုက်ခါသူအနေနဲ့အမျိုးသားမရှိတဲ့အကြောင်းကိုသိပြီးတော့စိတ်ထဲမထားနေကြောင်းနဲ့သူအနေနဲ့ငငယ်ကလေးကမိရင်ပြသူနဲ့လေ့ကျင့်လာပြီးတော့အမျိုးသားရှိရင်တော့ပိုတန်မာလာမှာပေါ့အခုလည်း조사နေတာကအထိပယ်တစ်ခုပဲလေဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့သူတို့ကလည်း Are ကိုအသက်နဲ့မလိုက်အောင်တီးကြလိုက်တာဒေသပေါက်နေ မဲကြည့်လာမှာဆိုပြီးတော့ဝိုင်းပြီးတော့ချီကျူးနေကြတဲ့အချိန်မှာပဲလေကျင်ရင်ဝင်ကိုထွက်လာလိုက်ပါတယ်။အဲဒီနောက်လေကျင်ဝင်ကိုရောက်တဲ့အချိန်မှာတော့ကောင်းလေးနေရာကိုတွေ့မြင်မှာဖြစ်ပြီးတော့အဲ့ထဲကကောင်းလေးကလည်းမင်းကမျိုးစားမဲ့မဟုတ်ဘူးလားဘာလို့ဒီကိုလာတာလဲဆိုပြီးတော့မင်းနေတဲ့အချိန်မှာတော့ငါလည်းမင်းတို့လူလေကျင်ပို့ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့အဲ့ဒီကောင်းလေးကလည်းငါတို့ကဒါသမားလေးလေကျင်စရာမလိုဘူးဒီတိုင်းမဲ့စွမ်းအားတွေကိုလာဆန်းနေုံပဲဆိုပြီးတော့ပြောလိုက်ကသူ့ရဲ့အဖို့ကိုပြလိုက်ကြအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအာရယ်ကလည်းသူနဲ့တိုက်ခိုက်မလားဆိုပြီးတော့မင်းနေတဲ့အချိန်မှာတော့ဘာလဲမင်းလိုမျိုးစားမဲ့ကဘာလို့နိုင်မှာမလို့လဲဆိုပြီးတော့မင်းနေကငါအနေနဲ့ပြ င်ပွဲကောင်းတစ်ခုဖြစ်မယ်လို့ထင်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဗာလဲမင်းကိုမင်းကျန်းတဲ့ထင်နေတာလားမင်းမအမျိုးသားမဲ့ဆိုပေမဲ့မင်းမြတ်တဲ့ကာကွယ်ခြင်းတော့ရှိရမလားဆိုပြီးမေးလိုက်ပါတယ်မင်းမြတ်တဲ့ကာကွယ်ခြင်းဆိုတာကတော့နောက်ထပ်ကောင်းကြီးမင်္ဂလာတစ်ခုဖြစ်ပြီးတော့သူကလူတိုင်းမှာရှိတဲ့အရာဟခနာကိုကာကွယ်ပြီးတော့အလင်းနှံတစ်ခုလိုပဲလာတဲ့ဆွမ်းအားတွေကိုစုပ်ယူပေးတဲ့ဒါပေမဲ့အရင်ကြီးများလာပြီးဆိုလို့ရှိရင်ပါလာပြီးတော့နာကျင်မှုတချို့ကိုခံစားရတယ်ဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာတော့ဟိုဘက်ကကောင်လေးကလည်းအဲဆိုလို့ရှိရင်မင်းကိုတဲတဲတော့ဆိုရင်တော့မင်းရှောမှမဟုတ်တော့ဘူးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အာရယ်က လည်းမင်းလဲစင်သိမြင်ထားပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာတော့ဟိုကောင်ကလည်းဒေါသဖြစ်သွားကသူ့ကိုလာပြီးတော့တိုက်ခိုက်ပါတော့တယ်အဲ့ဒီနောက်ကောင်လေးအနေနဲ့မြင်မြန်ဆုံးသက်ချင်ပေမဲ့လေတစ်ဖက်ကအာရဲကကြမ်းနေတာကြောင့်သူ့ရဲ့အဖို့ကိုပါကူပေးဖို့တော့ပြောလိုက်ပါတယ်အဲ့လိုနဲ့တစ်ဖက်ကဝင်တိုက်ခိုက်တဲ့အချိန်မှာတော့အာရဲတယောက်ကလည်းဝေးကိုပြေးသွားကသူ့အနေနဲ့အချိန်နဲ့ဝင်လာပြီးတော့တရိုးနဲ့မေးစီကိုရိုက်လိုက်ခါသူ့အနေနဲ့လဲကျသွားပြီးတော့အဲ့ဒီအချိန်မှာပဲတစ်ဖက်ကလည်းသူ့လူကိုသူ့ခလုတ်တိုက်သွားပါတော့တယ်အဲ့ဒီအချိန်မှာတော့အာရဲတယောက်ကလည်းနိုင်သွားကဟိုဘက်ကကောင်လေးကလည်းမင်းအနေနဲ့တတိမရှိဘူးလားအလေးကိုဝင်တိုက်တာပဲဗျ ါညာဆိုပြီးတော့ပြောနေတဲ့ချိန်မှာပဲစန်နီတယောက်ကလည်းမင်းတို့ကောင်တွေရက်လိုက်တာကောင်းမဲ့စင်မြေပြင်မှာဓာမျိုးညင်းညူနေလို့မရဘူးဒါသမားစစ်တယောက်ဆိုလို့ရှိရင်ဓာမျိုးမလုပ်တင်တာကိုနားလဲတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီချိန်မှာပဲစန်နီကလည်းအရှိကိုတိုလာကမင်းကဒါမန်သမီးဖာရဲရှေတာလာတိုက်ခိုက်နိုင်ရင်ကသူစီကနေမင်းလက်ဆင့်ခံထားတာပဲဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ခါဒါပေမဲ့ထားလိုက်ပါဒီကောင်နှကောင်ကိုနိုင်အောင်နဲ့မင်းကိုမင်းဟုတ်လာပြီထင်မနေနဲ့ငါနဲ့တိုက်ခိုက်စမ်းပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်ဗိုလ်မှူးအဖန်ဆိုတာငါရဲ့အဖေပဲဆိုပြီးတော့အဲ့ဒီစန်နီနဲ့ကောင်ကလည်းပြောလိုက်ပါ ါတယ်။အချိန်မှာတော့အာရယ်ကလည်းအော်အမေစီကိုလာပြီးတော့မိစာတွေကိုအမဲလိုက်တဲ့နေရာမှာအကူညီပေးဖို့ပြောတဲ့လူတယောက်ပဲ။ဒါပေမဲ့သူတို့ကရုပ်ချင်းလည်းမစင်ပါလားဆိုပြီးတော့ပြောလိုက်ပါတယ်။အချိန်မှာပဲဆန်နီကလည်းငါရဲ့ဖေကတာရေးမှနေညွှန်ညင်တာမဟုတ်ဖ ೇನೆ လူများကလည်းလေးစားရတဲ့သူပဲ။အဲ့ဒါတောင်မှရင်ဘာလို့မင်းရဲ့အမေကရွာရဲ့နံပါတ်1ဖြစ်နေတာလဲဆိုပြီးတော့မေးလိုက်ခါ။အချိန်မှာတော့အာရယ်ကလည်းအော်တီဗီမင်းကငါ့အမေကိုမကြင်နဲ့လို့ငါ့ကိုလာမဲနေတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အချိန်မှာတော့သာသမီကြီးဆိုရမိဘတွေဆီကနေပြီးတော့အမွေတွေဆက်ခံကြတဲ့ငါတို့ ီတာစုကမင်းတို့ထက်တန်ပါတယ်ဆိုတာကိုမင်းကိုနိုင်ပြီးတက်တည်ပြမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အရင်တော့သူဖေစီကနေပြီးတော့သူအနေနဲ့အလေလက်ဆွမ်းအားတွေလည်းရရှိကြည့်ပြီးဖြစ်တာကြောင့်မင်းနေနဲ့ငါ့ကိုမနိုင်နိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီချိန်မှာတော့အရယ်ကလည်းမင်းဖေကိုလည်းလေးစားပါတယ်ဒါသမားတယောက်ရဲ့ကြိုးစားမှုဆိုတာကိုလည်းငါနားလေတယ်ဒါပေမဲ့ငါမရှုံးစရာဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ချိန်မှာပဲသူတို့လည်းစာတင်တိုက်ခိုက်ကဖေရနကောင်ကလည်းဒီကောင်ဆွမ်းမရှိဘူးဆိုတာကိုဟုတ်ရဲ့လားအလေလက်ဆွမ်းအားတော့မင်းပြန်ပြီးတော့တိုက်ခိုက်နေနိုင်တာဆိုပြီးတော့တွေးလိုက်ပါတယ်။အရယ်ရဲ့ဘက်မှာဆိုလို့ရှိရင်လည်းဒီကောင်ကတန်မာ ါတယ်ဒါပေမဲ့သူရဲ့တော်သားကြောင့်တိုက်ွက်တွေကမတည့်ရဘူးအဲကြောင့်သူရဲ့အလစ်ကိုတိုက်လိုက်မယ်ဆိုလို့ရှိရင်ဆိုပြီးတော့တိုက်လိုက်တဲ့အချိန်မှာပဲဆန်နီကလည်း twin blade လေးဆိုပြီးတော့ RL ကိုပြန်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်အဲဒီအချိန်မှာတော့ RL လည်းဘေးကိုလွန်ဆင်ထွက်သွားကခုနကဟာကဘာလဲဆိုပြီးတော့မင်းလေးတဲ့အချိန်မှာတော့အရာကဆန်အားတစ်မျိုးပဲမင်းလိုကောင်မျိုးကတော့မရနိုင်ဘူးဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲမကြိုးစားပဲနဲ့ဘလို့လို့တည်နိုင်မှာလဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်မင်းမှာတတိရှိရဲဆိုတာကိုတော့ဝန်ခံလိုက်မယ်ဆိုပြီးတော့ဆန်နီကပြောလိုက်ပါတယ်နောက်တစ်ခါမှဆိုလို့ရှိရင်တော့ RL ကိုလာနှုံးနေတဲ့သူရဲ့အမ ကိုတွေ့မြင်ရမှာဖြစ်ပြီးတော့အဲ့ဒီယောက်ကလည်းမနက်စာစားပြီးတဲ့အချိန်မှသွားတော့မယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲလောက်ကြည့်မစိုးစားလိုက်ရပါတဲ့အမအနေနဲ့မင်းနေနိုင်တဲ့ကဘာမျိုးတစ်ခုကိုဖန်တီးပေးမှာပါဆိုပြီးတော့ပြောလိုက်ခါအဲ့ဒီယောက်ကတော့နားမထောင်မဲနဲ့ထွက်သွားတာကြောင့် Forest ကလည်းသူ့ကိုစိတ်မပူဘူးနဲ့အမကြီးကိုမပြရသေးဘူးပဲဆိုကအဲ့ဒီလေ့ကျင့်ထားတဲ့ဓာတ်တွေကိုပြလိုက်ပါတယ်အချိန်မှာတော့ဒါပဲမဲလည်းအမတယောက်အနေနဲ့အဲ့ဒီအတွက်အဆင်ပြေမဲ့ကဘာကြီးကိုဖန်တီးခြင်းမှာလဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဒရမာဆိုလို့ရှင်လည်းအဲ့ဒီတယောက်အနေနဲ့လေ့ကျင့်နေကသူ့အနေနဲ့ twin place list ကိုလှုပ်လိုက်ပြီးတော့တင်ကျင်လို့ငါအနေနဲ့ဒီတိုက်ခွဲကိုအမြဲတမ်းနာတရခံခဲ့တာအခုတော့အလုဖြစ်သွားပြီဆိုပြီးတော့ပြောလိုက်ခါအနောက်ကနေတိုက်ခိုက်လာတဲ့ကော်ပလင်ကိုအဲ့ဒီတိုက်ခွဲနဲ့ပဲတိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတောဦးထေရနဲ့အကောင်ကြီးကောင်ရဲ့အော်တန်ကိုကြားလိုက်တဲ့အချိန်မှာတော့အဆောင်တွေကိုသွားတတိပြီးမှဖြစ်မယ်ဆိုပြီးတော့အာရတယောက်အနေနဲ့ပြေးသွားပို့လို့တဲ့အချိန်မှာပဲလူတယောက်ရဲ့အတန်ကိုကြားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့အနေနဲ့အချိန်မရှိတော့ဘူးဆိုကငါအနေနဲ့လည်းတမန်နေပြီပဲဆိုပြီးတော့ထွက်သွားပါတော့တယ်အဲ့ဒီကိုရောက်သွားတဲ့အချိန်မှာတော့ဟိုမိုကော်ပလင်နဲ့သူ့ဆန်နီကိုတွေ့လိုက်ရကသူတဲ့ငါလိုပဲလေးကျင် င့်နေရပဲဆိုပြီးတော့တွေးလိုက်ခါအဲဒီချိန်မှာပဲ RL ကလည်းဒီလိုကောင်ကြီးကိုကျုံးမယ်ဆိုလို့ရှိရင်တော့ခါကိုအတုံးချတာထဲ့ချေခိုင်မှုကိုအာယုံစိုက်တာပိုကောင်းလိမ့်မယ်ဆိုပြီးတော့တွေးလိုက်ခါအချိန်ကြိုက်ဖို့လေလို့တဲ့ဒါပေမဲ့အခုဆိုလို့ရှိရင်တော့ငါလုံးနိုင်မှာပါဆိုပြီးတော့ပြောလိုက်ခါစန်နီရဲ့ဘက်မှာဆိုလို့ရှိရင်လည်းမရတော့ဘူးငါအနေနဲ့ရှော့တော့မှာပဲဆိုပြီးတော့တွေးလိုက်ခါအဲဒီချိန်မှာပဲ Dream Break Slice တို့ရဲ့တန်တဲ့အတူရှိကခေါပလင်ကြီးကလည်းရှော့သွားပါတယ်စန်နီကလည်းမဲမဲဆိုပြီးတော့ပြောလိုက်ခါသူ့အနေနဲ့ကြလာတဲ့အချိန်မှာတော့မင်းအနေနဲ့မင်းမြတ်တဲ့အကာအကွယ်မရှိတော့ဘူးလား ။တင်ကျဲရဲ့ရေကောဆိုပြီးတော့ကြည်လိုက်တဲ့အချိန်မှာတော့သူရဲ့ခွက်ကကဲနေတာ၆အားရဲကလည်းသူ့ဟာကိုပေးလိုက်ပါတယ်။အဲဒီအချိန်မှာတော့ဆန်နီကလည်းအဲ့ဒါကိုတော်လိုက်ကချက်ချင်းပြန်ကောင်းသွားပြီးတော့ခုနာကမင်းငါးကိုကဲလိုက်တာကိုတော့ခြေသူတင်ပါတယ်။ဒါပေမဲ့ခုနာကတိုက်လိုက်တုန်းကဘာလဲဆိုပြီးတော့မြင်လိုက်တဲ့အချိန်မှာတော့ twin blade slice လေးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာတော့ဆန်နီကလည်းအဲ့ဒါကခိုးပိုင်ဆွမ်းအားရှိမှလုံနိုင်တဲ့အရာဖြစ်ပြီးတော့ရှုပ်ထွေးတဲ့ဓာရီတစ်ခုပဲဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့တကယ်ပဲရှုပ်ထွေးရဲဆိုပြီးတော့အာရဲကလည်းပြောလိုက်ပါတယ်။အိမ်နောက်အာရဲကလည်းဒီဟာကိုဘလို့ရအောင်ရှင်းပြလိုက်ခခြေသူရှင်ကမင်းဘောမင်းရဲ့တိုက် ခိုင်မှုတွေကြောင့်ငါအနေနဲ့လက်တွေ့တင်ရတယ်လို့ဖြစ်ပြီးတော့ရလာတာဆိုပြီးတော့ပြောလိုက်ခါမထင်ရပါပဲငါကရှုံးရတာကိုမုံနေအဲကြောင့်ပို့ပြီးတော့စူးစမ်းလာတာငါအနေနဲ့နောက်တစ်ခေါက်မရှုံးသေးရဘူးအခုကအချိုးရလက်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့ဆန်နီကလည်းမင်းရဲ့ခုနကကျေးဇူးကြောင့်ငါတို့အခုတိုက်ခိုက်ကြမလားဆိုပြီးတော့မေးလိုက်ခါအဲဒီချိန်မှာပဲအရယ်ကလည်းမင်းကမထင်ရပါပဲလူကောင်းပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက် twin blade telescope ပြန်ပြီးတော့တုံးတဲ့ချိန်မှာတော့သူတို့နေရာရဲ့တိုက်ခိုက်ချက်တွေက cancel ဖြစ်သွားကအဲဒီချိန်မှာပဲနောက်ထပ်တစ်ခုကသူ့ကိုဝင်ပြီးတော့တိုက်ခိုက်လိုက်ပါတယ်အဲဒီချိန်မှာပဲဆ န်နီကလည်းခုနကတိုက်ခွက်ကပါလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ဓာသွားသုံးခုလေးဆိုပြီးတော့ပြောလိုက်ခါအဲ့ဒါကနှစ်ခုဖြစ်ရမာလိဘာလို့သုံးခုလေးဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အာရယ်ကလည်းအဲ့ဒါကမင်းတော်ဟုတ်ချင်ဟုတ်မှာပေါ့ဒါပေမဲ့ငါကစွမ်းအားမရှိဘူးလေအဲ့ဒါကြောင့်မလို့ငါရဲ့အချိန်ဒီပေါ်မူတည်ပြီးတော့ငါကကြိုက်တယ်လို့ပြောင်းလို့ရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါနဲ့အခုသုံးချက်မြောက်တောင်မှရင်မင်းနဲ့တိုက်ခိုက်မှရလာတာဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့မင်းရဲ့ဥစ္စာကစွမ်းအားမပါပဲလိုရတာကြောင့်တကယ်ဒါသမားတွေလောက်တန်ပါမှာမဟုတ်ဘူးတန်ပါစရာလည်းအကြောင်းမရှိဘူးဆိုပြီးတော့ပြောလိုက်ခါနောက်ထပ်တစ်ခေါက်တိုက်ခိုက်ရ တဲ့အချိန်မှာတော့ငါအနေနဲ့တတိယတားချောက်ကိုတတိထားမယ်ဆိုပြီးတော့ပြောလိုက်အခအယံမြန်လွန်းနေဆိုပြီးတော့သူအနေနဲ့လဲကြသွားပါတော့တယ်အဲ့ဒီအချိန်မှာတော့အရယ်ကလည်းမင်းအနေနဲ့ဒီမြင်ကွန်းနဲ့ယင်းကြီးရဲ့မလားဒါပေမဲ့ဒီတစ်ခါတော့မတူတော့ဘူးမင်းကအောက်မှာဆိုပြီးတော့ပြောလိုက်အခဆန်နီကလည်းမင်းငါ့ကိုရှော့တွက်လိုက်တာလားဆိုပြီးမြင်လိုက်တဲ့အချိန်မှာတော့မင်းရဲ့ပိုကျန်လာတဲ့ twin blade လေးချောင်းဒါမျိုးဖြစ်လာတာဆိုပြီးတော့ပြောလိုက်အခအရိကနေထွက်လာပါတော့တယ်အဲ့လိုနဲ့ယန်နေငယ်ကြတဲ့အချိန်မှာတော့လီယွန်းမင်းကြပြီပြီလား event ရဲ့ကလေးဒီနေ့ပရက်စကီးယားကိုသွားတယ်တဲ့ဆိုပြီးတော့ပြောလိုက်အခ all air ထက်တနည်းကြီးရဲ့က လေးလားဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီအချိန်မှာပဲဘရက်စကီယာကပါလို့တဲ့နေရာလဲဆိုပြီးတော့မိလိုက်တဲ့အချိန်မှာတော့ဒါမျိုးတော်လေးအမီလက်အမှနေဘူးတဲ့အမထက်ခင်ထီသူတို့ကလစ်မတယောက်ကိုတယောက်ကူညီရင်းနဲ့တမ်းမလာအောင်စူးစမ်းနေကြတာဆိုပြီးတော့ပြောလိုက်ခါငါလည်းအဲ့ဒီကိုသွားကျင်လိုက်တာဆိုပြီးတော့အရက်ကလည်းတွေးလိုက်ပါတယ်အဲဒီလိုနဲ့ဒီပိုင်းလေးကတော့ဒီမှနေဆုံးသက်သွားပါတယ် episode 2ရဲ့စာမှာဆိုလို့ရှိရင်တော့ Breskia ကိုသွားနေတဲ့မြင်းတဲ့တစ်ခုကိုတွေ့မြင်မှာဖြစ်ပြီးတော့ထုံမြင့်လေးပေါ်မှာပါလာတဲ့နှစ်ယောက်ကလည်းသူတို့ရဲ့အမျိုးအစားတွေဘယ်တော့ချမ်းချောင်းကိုပြောနေကသူတို့အနေနဲ့ပူပေါင်းကြမလားဆိုပြီးတော့မိနေကအငင်းကုန်ဖြစ်နေပါတဲ့အဲ့ဒီချိန်မှာပဲမြင်းတဲ့သမားကလည်းဆရာတို့အဲ့ဒီစကားတွေနဲ့ဒီကောင်းလေးကိုတတ်သိပြပေးပါလားဆိုပြီးတော့ပြောလိုက်ခါအော်ဒါကိုပြလိုက်ပါတယ်။ဒီမှာတော့ဟိုဘက်မှာအော်ပြင်အောင်ပါသေးရဲ့ဒီကောင်းလေးကိုဘယ်လိုနိုင်မှာလဲဆိုပြီးတော့နှစ်ယောက်သားလည်းညင်ညူလိုက်ကအဲ့ဒီချိန်မှာပဲခီးတဲ့တယောက်ကလည်းသူတို့ကိုကယ်ပါအောင်ဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ကိုကကိုတော်မှရင်မနေ့သက်ရှင်နေအောင် 調査ရမယ်အနေထားမျိုးမှမင်းတို့အတွက်အသက်မဆွံ့ပေးခြင်းမှုဆိုကနှစ်ယောက်သာပြေးသွားပါတော့တယ်အဲ့ဒီချိန်မှာပဲကောင်းဆွဆွထားတဲ့ကောင်းလေးတယောက်ကလည်းအရှိကိုရှောက်သွားတဲ့အချိန်မှာတော့မြင်းနေသမားကလည်းအနေရများတယ်နော်ဆိုပြီးတော့ပြောပေးမယ်လေကောင်းလေးအနေနဲ့နှင်မြန်တိုက်ခွက်တွေနဲ့သူတို့ကိုတိုက်လိုက်ပါတယ်အဲ့နောက်မြင်းနေသမားကပဲအဲ့ဒီတိုက်ခွက်ကဆိုလို့ရှိရင်အကုန်လုံးကဝိုင်းထားလိုက်ရင်တော့တိုက်လို့ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ပြောကပါဆက်တုံလဲဆိုပြီးတော့ဆောင်းမြော်နေပါတယ်အဲ့ဒီချိန်မှာပဲ RR ရဲ့တိုက်ခွက်ကြောင့်မြင်းနေသမားအနေနဲ့နောက်နေတာမလှအရာကအမြင့်ဆုံးအမျိုးအစဒါမင်းသမီးရဲ့တုံ့မြန်ခြင်းစွမ်းရည်ရဲ့ဒါနဲ့နေပါအောင်အရာက မင်းကလေးဒီမှာရရဲစွမ်းရင်မဟုတ်ဘူးလားဆိုပြီးတော့တွေးလိုက်ပါတယ်အရင်တော့အရဲကလည်းအပြင်ကိုဗတ်လျှက်တဲ့ပြည့်အနိုင်ယူလိုက်ခပြဿနာမရှိတော့ဘူးဆက်သွားကြအောင်ဘရက်စကီယာကိုကျွန်တော်အနေနဲ့အဲ့ဒီမှာပို့ပြီးတော့တန်မာလိုက်အောင်လုပ်ရမယ်ဆိုပြီးပြောတဲ့အချိန်မှာတော့အချိန်မှာတော့မြင်းလဲဆရာကလည်းခီးတယ်ကအခုတောင်မှရင်လုံလောက်အောင်တန်မာနေပါပြီဆိုပြီးတော့ပြောလိုက်ခအချိန်မှာပဲကလေးတယောက်ကလည်းဒီမှာအကိုကြီးအကိုကြီးကဗာမျိုးစားလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ငါကမျိုးစားမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်လွန်ခဲ့တဲ့9နှစ်ဆိုတဲ့အချိန်မှာတော့အရဲတယောက်အနေနဲ့သူ့ရဲ့ twin blaze list ကိုပြလိုက်တဲ့အချိန်မှာတော့ဒါကအ ိမ်မက်ပဲဖြစ်မယ်ထင်တဲ့ငါအနေနဲ့ဘလော့တောင်ဆုတ်လိုက်တဲ့အမေလေးငါသားလေးကအမျိုးသားမဲဆိုတာတော့အခုချိန်ဒီလက်မခံနိုင်သေးဘူးဆိုပြီးတော့ပြောလိုက်ခါအဲ့ဒီချိန်မှာပဲအာရတယောက်ကလည်းဒါကအိမ်မက်မိုးကြောင်တဲ့သူ့အနေနဲ့အများကြီးစူးစမ်းပြီးတော့ကိုယ်တိုင်ဖန်တီးခဲ့တာဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဒါမင်သမီးရဲ့ဆွမ်းအားတွေကိုပါလိုက်ပြီးတော့လုံကြီးဂျင်ဂျာကြောင့်သူ့ကိုပြပေးဖို့အတွက်ပြောလိုက်ပါတယ်နောက်တစ်ခါမှဆိုလို့ရှင်တော့ဘရက်စကီယာကိုရောက်ပြီးဆိုကမြင်းလေသမားအနေနဲ့သူ့ကိုနှိုးလိုက်တဲ့အချိန်မှာပဲသူလည်းနှိုးလာပါတော့တယ်အဲ့ဒီနောက်ဒါသမားတွေအများကြီးပဲဆိုပြီးတော့ပြောလိုက်ခါသူကလည်းဟုတ်တယ်လေဒီမှာလည်းအစ မြင်မျိုးစားတွေအများကြီးရှိရဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ခမားလိုပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာတော့မြင်တဲ့သမားကလည်းကျွန်တော်ကဒီတိုင်းတာမန်လူပါဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ခမားကတာမန်လူဆိုလို့ရှိရင်ဘာလို့မျိုးစားတွေကိုခုနကနှောင်းကလို့ခွဲနိုင်နေရမှာလဲဆိုပြီးတော့ပြောလိုက်ခါမြင်တဲ့သမားကလည်းလိန်ပေါ်သွားပြီပေါ့တကယ်ကအဆင့်မြင့်မြင့်မြတ်ဓာတူရဲကောင်းဖြစ်ခါသူ့အနေနဲ့နေတိုင်းတိုက်ပွဲတွေပဲတိုက်နေတာကြောင့်မောပန်းလာပြီးတော့စိတ်လန်းဆန်းအောင်တခါစလေမောင်းနေသူနဲ့ခီးထွက်တာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီတော့ဒီမှာအဖွဲရှိမှပြိုင်ပွဲဝင်ပြိုင်လို့ရမှာဖြစ်ပြီးတော့မင်းအနေနဲ့ ဖွဲရှာတင်နေဒါပြီးတော့ဒီမှာလဲဆိုးတဲ့အဖွဲတွေရှိတာကြောင့်မလို့မင်းအနေနဲ့ယူဆိုင်တော့ဆိုပြီးတော့ပြောကထွက်သွားပါတော့တယ်အဲဒီနောက်သူလဲဘရက်စကီယာမျိုးတွေကိုလမ်းချလာတဲ့အချိန်မှာတော့ကောင်မလေးတယောက်ကလဲသူ့ရဲ့နောက်ကနေခုံလိုက်ခတ်သူကလဲရှောင်လိုက်ပါတယ်အဲဒီနောက်အဲဒီကောင်မလေးကလဲလူတက်မလားလူတက်ဆိုလို့ရှိရင်ငါတို့ရဲ့အဖွဲတွေကိုဝင်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ခတ်အထူးခွင့်ရင်းနေနဲ့ငါနဲ့တနေ့တက်ရမယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့မင်းကိုစိတ်ဝင်စားနေဘူးဆိုပြီးတော့ပြောလိုက်ခတ်ထွက်လာလိုက်ပါတယ်အဲဒီနောက်သူကြီးကငါရဲ့အမနဲ့တပုံစံနဲ့ပဲဆိုပြီးတော့ပြောခဒီမှာအကျန်းဆုံးဖွဲကပဲ အဖွဲလည်းတိလာဆိုပြီးတော့မေးလိုက်ပါတယ်။အဲဒီချိန်မှာတော့ကောင်မလေးကလည်းငါကုံမလားမေးရတာဆိုကသူ့အနေနဲ့ Black Blade အဖွဲကအချမ်းဆုံးဖြစ်ပြီးတော့ A rank ၈ရောက်တောင်ရှိရယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲနောက်သူ့အနေနဲ့ Black Blade ကိုသွားလိုက်ခါအဖွဲတဲ့မဝင်ခင်စေစေခံမှာအကြောင်းစေစေခံလူတန်းနဲ့ကိုဝင်လိုက်ပါတယ်။အဲနောက်စေစေသူကလည်းသူ့ခလဲကိုရောက်တဲ့အချိန်မှာတော့မျိုးစားကပါလဲဆိုပြီးမေးတဲ့အချိန်မှာပဲ R ကလည်းမျိုးစားမဲ့ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဒါဆိုလို့ရှိရင်ဒီကနေထွက်သွားလိုက်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်။ R တယောက်အနေနဲ့ချွန်းချက်ထားပြီးပြောပေမဲ့သူကစီးမြင်ကစီးမြင်မဲ့ဆိုပြီးတော့ပြောလိုက်ခါ သူ့ကိုဒီနာကနေထွက်သွားခိုင်းလိုက်ပြီးတော့အဲ့ဒီချိန်မှာပဲ event ဆိုတဲ့ကောင်တွေကရောက်လာပါတော့တယ်။အဲ့ဒီနောက် RA ကလည်းမတက်နိုင်ဘူးပေါ့လေဆိုကတခြားဖွဲ့တွေကိုလိုက်မေးကြည့်ပေမဲ့လည်းဘယ်ဖွဲ့ကမှသူ့ကိုလက်မခံတာကြောင့်ကြောင်ပြောင်နေတဲ့အချိန်မှာပဲသူ့ရဲ့အမိပေးလိုက်တဲ့စာအိတ်လေးကိုတတိယကဒီစာအိတ်ထဲမှာသူ့ရဲ့ထောက်ခံချက်ပါပြီးတော့မင်းအနေနဲ့ငါ့ရဲ့အဖွဲ့သားတွေကကူညီနိုင်မှာပါဆိုပြီးတော့ပြောထားပါတယ်။အဲ့ဒီမှာပဲဟိုကောင်မလေးကလည်းပြန်ရောက်လာကမင်းအနေနဲ့အဖွဲ့မရသေးဘူးမလားငါတို့ဖွဲ့တွေကိုဝင်လိုက်ပါဆိုပြီးတော့ပြောကနောက်ကနေလိုက်နေပြီးတော့တကယ်မလို့ငါတို့ဖွဲ့မှလူတယောက်လုံနေတာ အဲ့ဒီလူမရှိလို့ရှင်အဖွဲကြီးကဖြတ်တင်းရနိုင်မယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အရာကငါပူမပါဘူးဆိုပြီးတော့အရယ်ကပြန်ပြီးတော့ပြောလိုက်ပါတယ်ဒီအချိန်မှာတော့မင်းကရေခဲတုံးလိုလူသားလားအေးဆက်လိုက်တာဆိုပြီးတော့ပြောကရှင်ခိုးပြီးတော့ငါအနေနဲ့မင်းရဲ့ဖနက်ကိုပါရက်ပြပါမယ်မင်းအနေနဲ့ငါတို့ရဲ့ဖွဲတဲ့ကိုဝင်မှာဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဟိုကောင်ကလည်းထွက်သွားကသူ့ရဲ့လိမ့်စာတိုင်းလိုက်နေတဲ့အချိန်မှာပဲသူတို့ဖွဲကလည်းဒီနားမှာဆိုကကောင်မလေးကလက်ညှိုးထိုးပြလိုက်တဲ့အချိန်မှာတော့ဟော့ကြီးသားပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးကလည်းခံရတယ်မလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ဘာလို့လဲဆိုလို့ရှင်အဖွဲ ဲ့သားမရှိရလဲဆိုပြီးတော့ပြောလိုက်ခနာမည်ကျသွားတာမလားဆိုပြီးတော့မေးလိုက်ပါတယ်။ကော်မလေးကလည်းဟုတ်တယ်ဆိုပြီးတော့ပြောလိုက်ခအရင်ကအချိန်ကြီးနဲ့နိုင်ရှင်မယ်ဆိုလို့ရှင်အခုအချိန်ကအရေးသာသာပဲရှိနေပြီးတော့ငါတို့အနေနဲ့ရွှေအောင်တခေကိုပြန်ပြီးတော့စတင်မယ်ဆိုပြီးတော့ပြောလိုက်ခနှမျိုးသုံးဓာပရင် Dragon Fan ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ချိန်မှာတော့ Are ကလည်းသူ့ရဲ့အမိဝင်ခဲ့တဲ့ Dragon Fan ဆိုတာကိုသတိရသွားပါတယ်။အဲ့လိုနဲ့အထဲကိုရောက်တဲ့အချိန်မှာတော့ကော်မလေးရဲ့အဖေကိုတွေ့မြင်လိုက်ရကသူကဓာပရင်ဖြစ်ပြီးတော့ညာလက်ကတော့မရှိတော့ဘူးဆိုပြီးတော့ Are ကလည်းတွေ့လိုက်ပါတယ်။ ဒီနောက်အဲ့ဒါပင်ဆိုတဲ့သူကလည်းကောင်းလေးမင်းအနေနဲ့ဒီစိတ်ပဲဆရာအဖွဲကိုဝန်မနေနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒီချိန်မှာတော့ကောင်းမလေးကလည်းအရင်ကသူ့ရဲ့ဖေကဒီဘရက်စကီယာမှအကျဉ်းဆုံးနှစ်ယောက်ထဲကတယောက်ဖြစ်ခဲ့ပြီးအခုတော့လည်းမရှိတော့ဘူးဆိုပြီးတော့ပြောကဒါကိုကြည့်ပြီးတော့မင်းအနေနဲ့ဝင်ချင်တော့မလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့အာရယ်ကလည်းဝင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီနောက်စာချုပ်ကြမယ်ဆိုကစာချုပ်ပြီးတဲ့အချိန်မှာတော့သူကအမျိုးသားမယ်ဆိုတာသိသွားတဲ့အချိန်မှာတော့အနေဆုံးတော့ဖွဲတဲ့ဝင်မယ်ဆိုလို့ရှိရင်အခြေခံစကေးတွေရှိတဲ့နယ်မှာလားအခုကဘာမှမရှိဘူးမတင်တာ ာဟုတလောက်မှကြွားပြီးစွမ်းနိုင်တယ်လို့ဟန်ဆောင်နေတဲ့သူမဘာမျိုးစားမှမရှိဘူးဆိုတာကိုဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်ဘာဖြစ်နေရလဲလီလီယာဆိုတဲ့အတန်နဲ့သူကောင်မလေးတယောက်ကလည်းအထဲကိုဝင်လာပြီးရဲ့နောက်မှာတော့အဲဒီကောင်မလေးကိုလက်ရိုင်းနာဆိုပြီးတော့ခေါ်လိုက်ခါအဖွဲဝင်တယောက်ရာကမှသူကမျိုးစားမဲ့ဖြစ်နေရဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီချိန်မှာပဲရိုင်းနာဆိုတဲ့ကောင်မလေးကလည်းမဟုတ်မှလွယ်ရောနင်လားဆိုပြီးတော့အာရဲကိုကြည့်လိုက်ခါအာရဲကလည်းဘသူလဲဆိုပြီးတော့ပြန်ပြီးတော့မေးလိုက်ခါလွန်ခဲ့တဲ့၅နှစ်ကရာမတူတူလေးကျင်ခဲ့တာလေးဆိုပြီးတော့ပြောလိုက်ခါငါအနေနဲ့နင်းလို့အလားလေးတယောက်ကို မေးနိုင်တဲ့ဟာအကြောင်းမရှိဘူးဆိုပြီးတော့သူ့ကိုဘယ်သူမှမသိပဲဖြစ်နေပါဗါ။အချိန်မှာတော့နင့်လိုစပင်းဒီနဲ့တယောက်နဲ့တော့ငါတိုက်ခိုက်မှုတဲ့အဲ့ဒါက event ရဲ့ star ပဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ event မှာတာမရှိဘူးတမိပဲရှိတာအဲ့ဒါကငါပဲဆိုပြီးတော့ပြောလိုက်ပါဗါ။အချိန်မှာတော့ Ari တယောက်ကလည်းသူက main လေးလားဆိုပြီးတော့တွေးလိုက်ကဟိုကလည်းစပင်းရှိလာတော့ဘလို့လို့မှတ်မိတော့မှလဲဆိုပြီးတော့ပြောလိုက်ခါနင်းကစပင်းနေရှိလာတာမဟုတ်ပါဘူးဆိုပြီးတော့ကြည့်လိုက်ပါဗါ။အဲ့ဒီနောက်လေလီယာကလည်းအော်နင်းပြောမှုတဲ့တယောက်လားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ Rainer ကလည်းဟုတ်တယ်လေဆိုပြီးတော့ပြောကအရင်တစ်ခေါက်ကလို့တော့ငါနင်းကိုထပ် ရှုံးတော့မှာမဟုတ်ဘူးငါအနေနဲ့ငါးနှစ်တင်တက်မှလာပြီဆိုပြီးတော့ပြောကတပွဲတလန်းကဲဆန်းကြတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာတော့လေဒီယာကလည်းနေနေနဲ့တကယ်တိုင်းမလို့လာဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့သူကတန်ပါတယ်ဆိုပြီးတော့ပြောလိုက်ခါလေဒီယာကလည်းယူမှုမလုပ်ဖို့တော့ပြောလိုက်ပါတယ်အရင်တော့စတင်တိုက်ခိုက်တဲ့အချိန်မှာတော့ Twin Blitz လေးနဲ့ပဲတိုက်ခိုက်နေတာကြောင့်ငါးနှစ်တင်တက်မှလာတယ်ဆိုတော့ကဒါဗေလာဆိုပြီးတော့ပြောခါသူ့အနေနဲ့လည်းပြန်ပြီးတိုက်ခိုက်လိုက်ပါတယ်ဒီတော့ Rainer ရဲ့ Twin Blitz လေးကလည်းသူ့ကိုလာထိတာကြောင့်သူလည်းနားမလည်နိုင်အောင်ဖြစ်သွားက Rainer ကလည်းဒီတာကပုံမှန်ထက်၅စားလေးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ် ယ်အဲနောက်ရိုင်နာကပဲအဲဒါကြောင့်မင်းအနေနဲ့ငါကိုတူညီရဲ့စွမ်းအားနဲ့ပြန်ပြီးတော့ခုခံလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်အဲလိုနဲ့နောက်တစ်ခါတိုက်ခိုက်ရဲ့အချိန်မှာတော့နင်းရဲ့လက်ွက်တွေကလူကိုနာစေပြီးတော့မြန်လဲမြန်နဲ့ဒါပေမဲ့အဲ့ဒီမြန်မာလက်ကန့်သက်ချက်တော်ရှိရဲ့ဆိုကသူ့အနေနဲ့နောက်ကနေပြန်ပြီးတော့ပြေးတိုက်ခိုက်တဲ့အချိန်မှာပဲလက်ဟာနေရဲ့ဆိုကခုတ်လိုက်ပြီးမြဲလဲပုံရိပ်ရောင်ကြီးဖြစ်နေကနောက်ကနေအရဲကရီနာကိုကျုံလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ရီနာတယောက်ကလည်းခုနကတော့ငါမင်းကိုခုတ်လိုက်တယ်မလားဆိုပြီးတော့ပြောလိုက်ပြီးမြဲလဲအဲ့ဒါကပုံရိပ်ရောင်ကြီးဆိုပြီးတော့ပြောကမင်းနေနဲ့တတိယညော်နေတာပဲဆိုပြီးတော့ ောလိုက်ပါတယ်ဝီနာကလည်းသာသမားတွေထဲမှာတောင်မန်းရဲ့အဆင့်မြင့်ဆုံးစကေးကနက်စီမှာဘလို့ရှိနေရတာလဲဆိုကထပ်ပြီးတော့ရတော့မှာမဟုတ်ဘူးဆိုပြီးတော့လိုက်ပြီးတိုက်ခိုက်ပေးမယ်လေပုံရိပ်ရောင်နေဖြစ်နေပြီးတော့နောက်ထပ်တစ်ခါပဲသူနောက်ကနေပြီးတော့ရိုက်ခံလဲရပါတယ်အဲ့ချိန်မှာပဲအာဘယ်တယောက်ကလည်းသူတရောက်တိုက်ခိုက်နေတာတောင်မန်းရဲ့ဝီနာရဲ့အကာအကွယ်ကမဆုံးရှုံးသေးသွားကြောင်းကိုသိလိုက်ပါတယ်အဲ့ချိန်မှာတော့ရိုင်နာကလည်းမင်းရဲ့ရိုက်ချက်လောင်နဲ့ငါရဲ့အကာအကွယ်ကပြတ်သွားမှာမဟုတ်ဘူးဆိုပြီးတော့ပြောတဲ့အချိန်မှာပဲဒါဆိုလို့ရှိရင်လဲဆိုကသူ့ရဲ့အမေရဲ့အထူးဆွမ်းအဖြစ်တဲ့ off thing counter နဲ့ရေးတဲ့အချိန်မှာတော့ချက်ချင်းပျောက်သွားပါတယ် အိမ်လုံးနဲ့အနိုင်ရရှိသူကလည်းအားရပဲဖြစ်သွားကဘာလို့တတော်တော်မင်းချူစားခဲ့တာတော့မင်းထက်ရှုံးတာလဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ရှင်းရှင်းလေးပဲလေမင်းကတန်ပါတယ်ဒါပေမဲ့ငါကမင်းထက်တန်ပါနေလို့ပဲဆိုပြီးတော့ပြောကငါငိုတာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီနေရာကနေထွားသွားပါတယ်အဲ့ဒီနောက်မှာဆိုလို့ရှိရင်တော့လေလီယာရဲ့ဆက်ဆံပုံလေးကလည်းပြောင်းသွားကအားရကလည်းသူတို့အဖွဲ့ဘာလို့အလောက်တောင်ကြားဆင်းသွားတာလဲဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့အချွေးတွေတင်လို့ဆိုပြီးတော့ပြောလိုက်ခါနောက်တစ်ပတ်အတွင်းမှာပြိုင်ပွဲရှိရမလို့အနည်းဆုံးအဖွဲ့ဝင်၃ယောက်လူကြောင်နဲ့အဲ့ဒါဝင်နိုင်လို့ရှိရင်သူတို့အနေနဲ့အချွေးတွေကိုဆက်နိုင်လိမ့်မယ်ဆိုပြီး ော့ပြောလိုက်ခါအချိန်မှာတော့အာရကလည်းရိုင်းနာအနေနဲ့ဒါမျိုးဖွဲ့မှဆက်ရှိနေတာကအံ့ဩစရာပဲဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရိုင်းနာအနေနဲ့အဖွဲတစ်ဖွဲ့ကိုဝင်ပို့လို့တဲ့အချိန်မှာပဲမောင်းထုတ်ခံလိုက်ပြီးတော့အဲ့ဒါကိုတွေ့တဲ့သူ့ရဲ့အဖေကလည်းရိုင်းနာကိုငွေရဲ့လေးကလေးဒီမှာခေါ်တာကတစ္ဆာရှိအဖွဲဝင်ဖြစ်သွားတာဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာပဲသူကယူတာဖြောင်းဝင်တဲ့ငါအနေနဲ့သူ့ပေါ်မှာအကျွေးတင်နေတယ်လို့ခံစားရတယ်ဆိုကအာရကလည်းမအားနိုင်လို့ရှိရင်ရပြီမလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့နိုင်ဖို့ကတိတ်ပြီးတော့မသေးချာရောက်နေသူတို့အနေနဲ့3ရောက်5ရောက်တက်ရမှာဆိုပြီးတော့ပြောလိုက်ပါတယ် ဲ့ဒီချိန်မှာတော့ကောင်းတာပေါ့ဒါဆိုလို့ရှိရင်လေငါတို့ကပိုကျန်းတဲ့သူတွေစီကနေတင်ယူရတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီဖြစ်ပျက်တွေကိုလေလေဒီယာရဲ့ဖေဒီယာကတော့လာကြည့်သွားပါတယ်ဒီလိုနဲ့ဒီပိုင်းလေးကတော့ဒီမှာနေဆုံးသွားသွားပါတယ် episode 3ရဲ့အစမှာဆိုလို့ရှိရင်တော့သူတို့အနေနဲ့တတ်မှတ်ထားတဲ့လူ၃ယောက်ပြေးသွားတာကြောင့်ပြိုင်ပွဲဝင်ဖို့အတွက်စီရင်ပေးဖို့လုံနေခါလေလီယာတယောက်ဟာဆိုလို့ရှိရင်လည်းအခုမှရွာတက်လာတဲ့အာရဲကိုတိုက်ပွဲဟာရန်သူဘက်မှ၅ယောက်ရှိမှဖြစ်ပြီးတော့ကိုကတယောက်ချင်းစီပဲခြားမှနောက်ဆုံးခြံခဲ့တဲ့သူကအနိုင်မဲဆိုပြီးတော့ပြောလိုက်ခါ AS အနေနဲ့တွေ့တာကရှာပြီးတော့ဒီဘက်မှာလည်း BS နှစ်ယောက်တောင်ရှိတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာတော့အာရဲတယောက်ကလည်း AS BS ဆိုတာဘာလဲလဲဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အစင်၄စင်ရှိကြောင်းနဲ့ဒီမျိုးမှလူ900ရှိရတဲ့မှာ အီရန်က20ပဲရှိရဲဆိုပြီးတော့ပြောလိုက်ခသူရဲ့ရိုင်နာရဲ့ကတော့ဖြီးစင်းဖြစ်ပြီးတော့ရိုင်နာကိုနိုင်ထားတဲ့အာရယ်ကလည်းဖြီးစင်းချော်ချော်လောက်မှရှိတော့တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်သူတို့အနေနဲ့အေးဆင်းနဲ့မတွေ့ဘူးဆိုလို့ရှိရင်တော့ဒီနည်းနည်းနဲ့ဖြစ်သွားမှာပဲဆိုပြီးတော့ပြောလိုက်ခအုပ်စုခွဲပြီးသွားပြီးဒီနဲ့သွားကြည့်လိုက်အောင်မယ်ဆိုပြီးတော့လီလီယာကပြောလိုက်ပါတယ်။အဲဒီနောက်သူဆွတ်သွားတဲ့အချိန်မှာတော့အာရယ်ကလည်းရိုင်နာမင်းကခွန်အားပြုတာတမမလားမင်းမခွန်အားစကေးပြင်းတခြားပါရှိသေးလေဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အဲဒီအချိန်မှာပဲရိုင်နာကလည်းအခြားကခန္ဓာကြီးစကေးရှိပြီးတော့က ကောင်းကြီးကာယန်ကိုထိမ့်ပေးထားနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါရယ်အဲဒီချိန်မှာပဲအာရယ်ကားလှည့်တင်ချလိုက်တာဆိုကရိုင်နာရဲ့လက်ကိုသွားခိုင်းပြီးတော့တိန်နဲ့ငါးကိုရိုက်ပြလို့ရမလားဆိုပြီးတော့မေးလိုက်ပါရယ်ရိုင်နာအနေနဲ့ကလည်းတခြားသူကိုသွားတောင်းဆိုဆိုပြီးတော့ပြောလိုက်ပေမဲ့လည်းအာရယ်ကတော့မင်းကိုပဲလှုပ်စေချင်တာဆိုပြီးတော့ပြောလိုက်ပါရယ်အဲဒီနောက်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့ငါတို့ခင်ခင်မင်မင်နေရအောင်လေးဆိုပြီးတော့ပြောတဲ့ချိန်မှာတော့ဘလို့ရိုက်ပြီးတော့ခင်ခင်မင်မင်နေရမှာလဲဒါပြီးလို့ရှင်ပြောတရားကောင်းတဲ့ရိုင်နီမျိုးငါမသိဘူးဆိုပြီးတော့ပြောလိုက်ပါရယ်အဲ့နောက်အာရယ်ကလည်းငါနဲ့ကိုရိုက်စေချင်တယ်ဆိုတာကခန္ဓာကြီးစကေးကိုပြန် န်ဖန်တီးကျင်လို့ပါဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ယူနေတာလားဒါကနဖျားပေးရဲ့စကီပဲဆိုပြီးပြောတဲ့အချိန်မှာပဲသူက twin blade slice ကိုတောင်းမရအောင်လုပ်ခဲ့တာဆိုတော့ rainer ကလည်းလက်ခံလိုက်ရပါတယ်အရင်နောက် rainer အနေနဲ့ကလည်းခွန်အားတင်တဲ့စကီမပါပဲနဲ့ rainer ရဲ့ဓာတ်ကိုရမ်းပြလိုက်တာကြောင့် rainer ကလည်းအံ့ဩသွားကငါအနေနဲ့ဒါကို twin blade slice လုံရင်းနဲ့ရလာတာဆိုကပါရမီဆိုတာအမြဲတမ်းချိုးသားမှုရဲ့ရှိမှာပဲရှိရဲဆိုပြီးတော့ထပ်ပြီးပြောမလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ rainer ကလည်းသဘောပေါက်သွားခါချိုးသားမှုသားအလဟတဆိုလို့ရှိရင်ငါအနေနဲ့ဒီအချိန်မှာတာ မယ်ဒါသမားလေးပဲဆိုပြီးတော့ပြောလိုက်ခါငါအနေနဲ့နင်းကိုကူညီမဲ့ဒါပေမဲ့ငါကလုံးဝအတီလောက်တတ်တယ်နော်ဆိုပြီးတော့ပြောလိုက်ပါတယ်အရေကလည်းတေချာတာပေါ့ဆိုပြီးတော့ပြောလိုက်ခါမွေးရတူတဲ့ကောင်းမလေးနဲ့မလို့တော်ပါသေးတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့မဆနဲ့ဆိုကရိုက်ပလိုက်ပါတယ်အိမ်နောက်မကြခင်မှာပဲလေလီယာတယောက်လည်းအပြေးတော့ရောက်လာကဆိုပြီးငါတို့နဲ့တွေ့ရမှာကအေဗရန်ရှိအောင်ရှိရဲ့ Black Play ဆိုကဒါတွေကိုစီစဉ်ခဲ့တာလေသူတို့ရဲ့အဖွဲ့အစည်းရဲ့ကောင်းဆောင်ဖြစ်တဲ့ဂျီယိုပဲဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာပဲကောင်းကင်ဆိုင်ကြနေတဲ့ RA ကိုတွေ့လိုက်ရကရိုင်နာကလေးကြီးရင်လုံနေတာပါဆိုပြီးတော့ ောလိုက်ပေမဲ့လေလီယာကတော့ဒါကစိတ်ပီစီမှုတွေရောကြောင်လုံးနေတာအထီးသားကြီးဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်ပြိုင်ပွဲတွေကိုရောက်လာတဲ့ချိန်မှာတော့ဘေးကသူတွေကလည်း Dragon Fan နဲ့ Black Blade တွေလားဒါကမျိုးဆက်ဟောင်းနဲ့မျိုးဆက်တေရဲ့ထိတ်တန်းနေပဲငါအနေနဲ့ Dragon Fan ကပြတ်သွားပြီလို့ထင်လိုက်တယ်ဆိုပြီးတော့ပြောလိုက်ခမင်းရောဘယ်တင်းကိုလောင်းမလဲဆိုပြီးတော့မေးလိုက်ပါတယ်အဲဒီချိန်မှာတော့တေချာတာပေါ့ Black Blade ဆိုပြီးတော့ပြောလိုက်ပါတယ်အချိန်မှာပဲလီလီယာကလည်းဒေါသထတာက Rainer ကထိန်လိုက်ရပြီးတော့ Arre ကလည်းဒါမျိုးပွဲတွေကိုလောင်းချင်းထုတ်လို့ရတာလားဆိုပြီးတော့မေးလိုက်ပါတယ်အချိန်မှာတော့ Rainer ကလည်းဘယ်ပွဲမဆိုလောင်း င်းကြီးထုတ်လို့ရတယ်ဆိုပြီးတော့ပြောလိုက်ခါနေရီယာကလည်းစကားမဆက်ငါတို့ကအခုဆိုလို့ရှင်အစ20နဲ့တစပဲပြင်လို့ငါတို့နိုင်လို့ရှိရင်ရှယ်ရမှာဆိုပြီးတော့ပြောလိုက်ခါငါတို့ကိုငမွဲဖွဲ့စည်းဆိုပြီးတော့ခေါ်လို့ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ပြောလိုက်ခါငါအနေနဲ့အိမ်ကိုပေါင်ပြီးပါလောင်းထားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အရင်တော့ရှုံးသွားရင်ရောဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ရှုံးရင်လည်းဒီတိုင်းကဒီတိုင်းမလို့ဘာမှမထူးတော့ဘူးလေဆိုပြီးတော့ပြောခါအနိုင်ယူကြရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဂျီယိုဆိုတဲ့ဘယ်ကြီးကလည်းရောက်လာကအော်ဖခင်ပြည့်သူရဲ့အဖွဲ့စည်းကိုကာခွယ်ဖို့စူးစမ်းနေတာပေါ့ဆို ြီးတော့ပြောလိုက်ခါမင်းတို့အတင်အနေနဲ့မျိုးစားမဲ့ဆိုတဲ့ကောင်ကိုခေါ်ထားတယ်လို့ကြားတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့လေလီယာကလည်းတကူးတကလာနေတာလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့မဟုတ်ပါဘူးငါကမင်းတို့ကိုလာပြီးတော့အားပေးတာပါဆိုပြီးတော့ပြောကအိမ်နောက်မင်းတို့အဖွဲနဲ့တွေ့ဖို့အတွက်ငါတို့အနေနဲ့အစီအုံကိုအကူအညီတောင်းလိုက်ရတယ်ဆိုပြီးတော့ပြောကအဟောင်းနဲ့အသေးရဲ့ပြိုင်ပွဲကတကယ်ကိုစိတ်ဝင်စားမှုရမှာပဲဆိုပြီးတော့ပြောလိုက်ပါတယ်အိမ်နောက်မင်းတို့အတွက်အချီးကြီးရမယ်ခွင့်ရပဲဆိုပြီးတော့ပြောလိုက်ခါဒါပေမဲ့ငါတို့ဘက်ကအေးစင်သားသမားတွေကပဲနိုင်မှာပါဆိုပြီးတော့ပြောလိုက်ပါတယ်အိမ်နောက်ဘဲကြီးချွတ်သွားတဲ့ ချိန်မှာပဲအရဲကလည်းဒီဘဲကြီးရတာကုညီမဲ့ပုံလည်းမပေါ်ပါလားဆိုပြီးတော့တွေးလိုက်ပါတယ်အဲ့လိုနဲ့ပြိုင်ဝဲစားတဲ့အချိန်မှာတော့အရဲကလည်းဟိုဘဲကြီးမတွေ့ပါလားဒီဘဲကြီးငါတို့ကိုအလျှော့ပေးဖို့လုံနေတာလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အလျှော့ပေးဖို့နေနေတာသာငါတို့နဲ့တွေ့လို့ရှိရင်ပို့ပြီးတော့တောင်းကျန်းတဲ့ကောင်တွေထည့်လိုက်မယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာတော့အရဲကလည်းဟုတ်လားဒါဆိုလို့ရှိရင်လည်းစိတ်ဝင်စားစရာကောင်းတဲ့စကီးတွေကိုမြင်တွေ့ရတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့လိုနဲ့ပြိုင်ပွဲအတွက်စတင်မိတ်ဆက်တဲ့အချိန်မှာတော့ black playback ကချုံနောင်သူကြီးကိုနဲ့ dragon fan back ကတော့ဆိုကသူအနေနဲ့မှားရမိတာလား ားဆိုပြီးတော့ပြန်ကြည့်ပြီးတာခါကြမှအမျိုးသားမဲ့အားရယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာတော့ဂျီယိုကလည်းငါနဲ့ဘာလို့ငါလိုအေးစင်ကဒီလိုမျိုးအမျိုးသားမဲ့နေတိုင်းမှာလဲဆိုပြီးတော့ပြောလိုက်ခါငါကဟိုကောင်မလေးကြီးနဲ့ပဲတိုက်ရှင်တာဆိုပြီးတော့ပြောလိုက်ပါတယ်ပြန်ပွဲစားတဲ့အချိန်မှာလျှက်တစ်ပြက်တိုက်ခိုက်လိုက်ပေမဲ့လည်းအရာကအရေးကြီးဖြစ်နေခါအဲ့နောက်သူ့ရဲ့ဘေးမှာလည်းအားရယ်၃ယောက်ကဝိုင်းနေကဘသူကအစင်မဲ့မတီးရဲ့အချိန်မှာပဲအားရယ်ကလည်းသူ့ကိုတိုက်ခိုက်လိုက်ပါတယ်အဲ့ချိန်မှာပဲဂျီယိုကလည်းလဲကြသွားကအရေးက၃កောင်းတော့လာမဖြစ်နိုင်တာဆိုပြီးတော့တွေးလိုက်တဲ့အချိန်မှာပဲငါအမေနဲ့တိုက်ခိုက်လို့ရ ှင်အမြဲတမ်းအကြီးက9ခုကျော်ထုတ်ရတယ်ဆိုပြီးပြောလိုက်ပါတယ်။အိနောက်နိုင်ရရှိသူကလည်းအရယ်ဖြစ်သွားကဒီလောက်လွယ်လေးနဲ့နိုင်လိမ့်မယ်ဆိုပြီးမထင်ထားဘူးဆိုပြီးဘရိုင်နာကလည်းပြောလိုက်ပါတယ်။အဲဒီချိန်မှာတော့ပရိတ်သတ်တွေကလည်းသူကတကယ်ပဲအမျိုးစားမယ်လားဆိုပြီးတော့စတင်ပြီးတော့မေးခွန်းတွေထုတ်လာကြကနောက်ထပ်တယောက်ကိုဆိုလို့ရှင်လည်းသူ့အနေနဲ့ twin blade နဲ့ပဲအသားရလေးပဲထက်ပြီးတော့နိုင်ယူလိုက်ပါတယ်။အိနောက်နောက်ထပ်ဆန်ရှိလေးမှာဆိုလို့ရှင်လည်းသူ့အနေနဲ့အရေးရောင်နဲ့ပဲလဲစားလိုက်ကနောက်ခါပဲထက်ပြီးတော့ဂျုံပေးလိုက်ပါတယ်။အဲဒီချိန်မှာပဲဘရိုင်နာကလည်းအေရန်3ယောက်ဝတ်တော်မှန်းရင်အသားလေးပဲဆိုပြီးတော့ ပြောလိုက်ခါအချိန်မှာတော့လေဒီယာကလည်းသူ့အနေနဲ့ service ကိုရနိုင်တော့တယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့မင်းအနေနဲ့တိုက်ခိုက်ဖို့စိတ်ကူးမရှိဘူးလားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲဒီလိုလူတွေကိုငါကဘယ်လိုလုပ်နိုင်မှာလဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့နောက်လေဒီယာကလည်းဒီအချိန်မှာငါတို့အနေနဲ့အသက်နဲ့ယင်ပြီးတော့အားပေးတင်တယ်ဆိုကအောက်ကနေအားပေးပါတယ်အဲ့နောက်တော့တယောက်တိုင်းကနေဘဲလေကိုရောက်တဲ့အချိန်မှာတော့မင်းကအမျိုးစားမဲ့တဲ့ဒါတောက်ခွက်ပြောင်မနေနဲ့ဆိုကလိုက်ပြီးတော့တိုက်ခိုက်ပါတော့တယ်အရယ်တယောက်ကလည်းတိုင်းကကြီးပါနေရာကြောင့်သူအနေနဲ့စကေးတွေကိုချော့ချပြီးကြခါကြမှာတိုက်ခိုက်ရမယ်ဆိုပြီးတော့ပြောလိုက်ခါအရယ်တယောက်အနေနဲ့သူ ရဲ့မာတာကြီးစီကနေတင်ယူလာတဲ့တိုက်ခွက်တစ်ခွက်နဲ့တိုက်ခိုက်လိုက်တဲ့အချိန်မှာတော့တိုင်းကကြီးကလည်းလွတ်သွားပါတော့တယ်။အဲ့တော့အာရယ်ကလည်းဒီတိုက်ခွက်ကိုရဖို့အတွက်ငါအနေနဲ့တော်တော်လေးလေးကျင်လည်ရတယ်ဆိုပြီးတော့ပြောခါအခုချိန်ဒီမပြေဆုံးသေးဘူးဆိုပြီးတော့တော့တစ်ချက်ဆန်းလိုက်ပါတယ်။အဲ့တော့သူအနေနဲ့ကလည်းဟိုလူကြီးကြားသွားတဲ့တိုင်းကကိုကောက်လိုက်ခါသူရဲ့တိုက်ခွက်ဖြစ်တဲ့ she patch နဲ့ပဲသူ့ကိုမှုန့်သိပ်ပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲမင်းအနေနဲ့ငါရဲ့စကေးကိုဝါလိုက်ပြီးတော့လုံနိုင်မယ်လို့မထင်ထားဘူးဆိုကအာရယ်တယောက်အနေနဲ့ထပ်ပြီးတော့နိုင်သွားပါတယ်။အဲ့ချိန်မှာပဲလူတွေကလည်းဒီကောင်ငါတို့ကိုလာပြီးတော့လိန်နေတာပဲဒါကမျိုးစားမဲ့ဖြစ် စရာလားဆိုပြီးတော့အားလုံးကလည်းဝိုင်းပြောကြတဲ့အချိန်မှာတော့အစီအစဉ်နဲ့ဆက်သူကလည်းအရဲကိုအမျိုးသားမဲ့ဖြစ်ကြောင်းစာတန်းကိုချပြဖို့တွေပြောလိုက်ခချပြလိုက်တဲ့အချိန်မှာတော့အားလုံးကလည်းတကယ်ညီမျိုးသားမဲ့ပဲဆိုကသူ့ကိုဝိုင်းပြီးတော့အားပေးကြပါတယ်။လီလီယာတယောက်ကလည်းအားရဲတလောက်ကျန်တာမှန်းသိလို့ရှင်းကြပြောပါလားဆိုပြီးတော့ပြောကသူ့ရဲ့ဖေရဲ့လက်ဝက်လက်နက်တွေကိုပါရင်းပြီးတော့လောင်းကြီးထပ်လိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ရိုင်နာကလည်းအားရဲတလောက်ကျန်မှန်းမသိဘူးဖြစ်ကြောင်းနဲ့ငါးနှစ်အတွင်းဘာတွေများလေ့ကျင့်ခဲ့လဲဆိုပြီးတော့စဉ်းစားလိုက်ပါတယ်။နောက်လီလီယာကလည်းဒီဝဲဘီယာနဲ့ငါအနေနဲ့လက်ထပ်စာချုပ်လို့ ထားအမေဒီပွဲမှာမနိုင်တော့မှရင်တကယ်မလို့အားရရှိနေပဲဆိုလို့ရှိရင်အဖွဲစည်းကိုပြန်တီထောင်နိုင်ဖို့ကအိမ်မက်မိုးဖွဲနဲ့တကယ်လက်တွေဖြစ်လာလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်နောက်ပွဲမှာဆိုလို့ရှိရင်တော့ Black Blade ဘက်ကလည်းသူတို့ရဲ့အကြံဆုံးဒါသမားဖြစ်တဲ့ဒါဟရှင်မာဆာမှုနဲ့ဆိုတဲ့သူကိုပါထည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအားရတယောက်ကလည်းသူခိုင်ထားတဲ့ဒါကပါပြီးတော့ပေါ်လာတဲ့ခါတာနာထင်တယ်ဆိုပြီးပြောလိုက်ခါအဲ့ဒီနောက်ရိုင်နာတို့ဘက်မှာဆိုလို့ရှိရင်လည်းအရှိတန်ရဲ့အစစ်မြစ်မျိုးစားဖြစ်တဲ့ဆာမူရိုင်းမျိုးစားကိုရထားတာလားဆိုပြီးပြောလိုက်ခါအခုမှမြင် င်ဘူးတာပဲဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲလီလီကာကလည်းသူ့ကြောင့်တခုမှမချဘူးကြောင့်လည်းဒါကဝက်ဖဲဖြစ်နိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်ပြန်ဝဲစားတဲ့အချိန်မှာတော့အာရတယောက်ကလည်းဟိုဘက်ကလူကဒါမထုတ်ရတာတောင်မှရင်အန်ဒီအနန်ကိုရနေတာကြောင့်ဆာမူတိုင်းပဲကြီးကလည်းမင်းအနေနဲ့တစမမလုပ်ပါလားဒါမှပါနေတာပဲဆိုပြီးပြောလိုက်ပါတယ်ဒီနောက်ဆာမူတိုင်းပဲကြီးကလည်းတတိလျောင်းလှုပ်ပြီးတော့အသာလွန်ဆုံးတိုက်ခွဲနဲ့မင်းကိုအဆုံးသတ်ပေးမလို့ကိုဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲဟော်လာဆိုကအာရတယောက်အနေနဲ့ကလည်းအရှိကိုတိုးဝင်လာတာကြောင့်မင်းကငါပြောထားတာကိုတောင်မှရင်အရှိက နေတိုးဝင်လာတာပဲဆိုပြီးတော့ပြောလိုက်ခါငါအနေနဲ့မင်းရဲ့ခြံစုံစကေးကိုမြင်နေတယ်ဆိုပြီးတော့အားရကလည်းပြောလိုက်ပါတယ်တစ်ဖက်ကလည်းမဖြစ်နိုင်ဘူးငါရဲ့စကေးတုံးလိုက်ပြီးရဲ့အချိန်မှမင်းကမြေပြင်ပေါ်မှာလဲကြောက်နေတော့ပြီဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပြန်ဝဲရဆိုလို့ရှိရင်လည်းပုံမြင်တဲ့သူကအနိုင်ရမယ့်အဖြစ်မျိုးကိုဖြစ်သွားကသူအနေနဲ့ဓာတ်ကိုဆပြီးတော့ထုတ်လိုက်တဲ့အချိန်မှာပဲအားရတယောက်ကလည်းရှောင်းလိုက်ခါသူ့ရဲ့နောက်ကိုရောက်သွားပြီးတော့မင်းကဒီမျိုးမှာအမြန်ဆုံးဖြစ်မယ်ထင်တယ်ဒါပေမဲ့ငါအနေနဲ့မင်းထက်မြန်တဲ့သူနဲ့လေ့ကျင့်လာတာဆိုပြီးတော့ပြောလိုက်ခါသူအနေနဲ့အနောက်ကနေပြီးတော့ဒါမင်းသမီးရဲ့ ကြံစုံစကေးနဲ့ထိုးလိုက်ပါတယ်အဲ့ချိန်မှာပဲသူတို့ကလည်းမြန်လွန်းလွန်းဘာမှမမြင်လိုက်ရကအနိုင်ရရှိသူကအရယ်ဆိုပြီးတော့ပဲကျင်ညာလိုက်ရပါတယ်အရင်တော့အဟောင်းနဲ့အစ်စ်ပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ Dragon Fine ကနိုင်သွားတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာပဲသွားပြီးကွာငါတို့ကတော့လောင်းကြီးတွေအများကြီးတင်ထားတာဆိုပြီးတော့ပြောလိုက်ပါတယ်အရင်တော့အောက်ဆင်လာတဲ့အချိန်မှာတော့လီလီယာကသူ့ကိုလာဖက်တာကြောင့်သူလည်းရှောင်လိုက်ခါမနေ့ပြန်ကနေစပြီးတော့ကြိုက်တာစားလို့ရပြီနော်ဆိုပြီးတော့လီလီယာကပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဖတ်ဖို့လုံနေတဲ့ Rhino ကိုတွေ့လိုက်တာကြောင့်အနည်းဆုံးဖတ်မယ်ဆိုရင်တောင်မှရင်တန်ကြက်ကလေးတော့ချွတ်ပေး ပေါ်ဆိုပြီးပြောလိုက်ပါတယ်။အဲနောက်လီလီယာကလည်းငါကဘာမှမဝယ်ထားဘူးဆိုကပြစ်ဖက်တဲ့အချိန်မှာတော့သူကထပ်ပြီးရှောင်လိုက်ပါတယ်။အဲအချိန်မှာပဲဂျီယိုကလည်းမင်းလိုမျိုးစားမဲရများဆိုပြီးပြောလိုက်ခါဒီပိုင်းလေးကတော့ဒီမှာတင်ဆုံးသက်သွားပါတယ်။